မလွတ်မြောက်ရင်သေမှာပါပဲနော်ဆက်ပြီးတော့မိမိတို့အလှည့်လာမှာပါဒီကောင်တွေကတော့သိတဲ့အတိုင်းပဲအင်မတန်ရက်စက်ရုပ်မာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်တို့တော့အားလုံးကိုတတ်မှာပါပဲနော်မိမိတို့ကလွတ်မြောက်ခြင်းနဲ့ဟေ့ဆိုရင်အားလုံးကြောင်းရင်ကပ်ပြီးတော့ပြည်တွင်းပြည်ပခီးတဲ့ပုံမူပြီးတော့တော်လန့်ကိုနှစ်ဆသုံးဆမြင့်မှာအမြင်ဆုံးလွတ်မြောက်မှာပါအာတပည့်တော်တို့ဒီမာနိုင်ငံလူနိုင်ငံသားတွေဓာတ်ရဲမှာဆိုရင်ဗျာဓာတ်နေဆိုတဲ့သူတွေအရင်များပါတယ်ဗျာအဲ့ဒီထဲမှာ နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးလို့ဆိုတဲ့သူတွေအများဆုံးတွေ့ရပါတယ်ဗျာသူတို့တွေကနိုင်ငံရေးကကြငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့တော်လိုင်းရေးကဘယ်တော့ပြီးမလဲဆိုတဲ့အမေးပွန်းနေလို့မေးနေကြတာလည်းတပည့်တို့တွေ့နေရတယ်ဗျာနိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးဆိုတဲ့သူတွေဓာတ်နေတဲ့သူတွေကိုပြောချင်တာကတပည့်တို့တိုင်းပြည်ဟာလက်ရှိဘလို့အခြေအနေရှိပါသလဲအိန္ဒိယနိုင်ငံတွေဟာဘာတွေပြောင်းလဲနေပါပြီလဲစီးရီးယားတော်လိုင်းရေးကဘလို့လွတ်မြောက်အောင်သူစီးရီးယားပြည်သူတွေတော်လိုင်းခဲ့ကြလဲ နီပေါ်နိုင်ငံမှာအာနာရှင်ကိုနီပေါ်ပြည်သူတွေဟာဘယ်လိုမျိုးမောင်းထုတ်ခဲ့ကြတာလဲဒါတွေကိုလည်းဆရာတော်ရဲ့အမြင်လေးကိုတပည့်တော်ကိုသွင်းလေးပြပါအောင်ရှင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမေးခွန်းမေးလျှောက်ပေးတဲ့အတွက်ကြောင့်ရေနိုင်ငံမျိုးမစိုးဦးဇင်းတို့ကိုယ်နိုင်ငံရဲ့လူမျိုးရေးကိုကိုယ်တိုင်စူးစမ်းကြရမှာပါပဲနောက်ဦးဇင်းတို့အားလုံးပဲမြင်ရတဲ့အတိုင်းပဲဤကဆုံးကတော့နီပေါ်နိုင်ငံပေါ့အဲ့တော့နီပေါ်နိုင်ငံเนาะတို့တို့နိုင်ငံရဲ့ကောင်းဆောင်တွေကတရုတ်တွေနဲ့ပေါင်း နော်အာနာရှင်စံဒါဂုတ်ဒိဆုအမျက်ထုတ်တာပါပဲတရုတ်မှာတွားပြီးတော့သူတို့ရဲ့ကြီးဝါရေးအတွက်ဒါတရုတ်ကိုကျွန်ခံပေါ့နော်ဒါတွေလုတ်တဲ့ကိစ္စတွေကိုသူတို့တွေတော်လန်ညတာပေါ့အဲ့တော့သူတို့တော်လန်ရေးအောင်မြင်သွားတာကတော့အလုံးမင်းသိကြတဲ့အတိုင်းပဲနော်သူတို့စစ်တပ်ကလည်းပဲနော်သူတို့တိုင်းသူပြည်သားတွေရဲ့ဘက်မှာရှိနေတယ်ငါတို့လောက်ဟာတိုင်းသူပြည်သားများကိုကောက်ွယ်ဆောင်ရှောက်ရမယ်ဒါအာဏာရှင်တွေက လူလည်းကြတော့ပြီးတော့ဖြစ်တဲ့တိုင်းပြည်ကိုရောင်းစားတဲ့ပြည်ထနာတွေပဲဟေ့ဆိုတာတို့ကပြည်သူဘက်မှာမမမမရက်တယ်။ဒါကြောင့်မလို့ခုနကပြောခဲ့တဲ့အာနာရှင်ပုဂ္ဂိုလ်ကြီးတွေနော်ထူဟာထောင်းဟာရိုက်ဟာတို့အိမ်နေမိရှို့တာတော့တို့စစ်တက်ကပြည်သူကိုဦးဇင်းတို့တိုင်းပြည်ကလူယုံမှာစစ်တက်လို့မျိုးပြစ်ခတ်ခြင်းတွေမလုပ်ပါဘူး။တကယ်ဦးဇင်းတို့ပြည်သူပိုင်တဲ့ချုပ်ချာအာနာကိုဦးဇင်းတို့ရဲ့တိုင်းပြည်မှာတိုင်းပြည်လိုထွက်ပြီးတော့ဆန္ဒပြကြတော့ငိမ့်ငိမ့်ညံ့ညံ့ဆန္ဒပြကြတာပါ။ညီဘောနဲ့ငိမ့်ချမ်းပါ နော်တနိုင်ငံလုံးရဲ့ဆန္ဒပြမှုအားကြီးကအင်မတန်ကြီးကျယ်ပါတယ်။ဒေရန်ရေးဆိုရင်နိုင်ငံပြည်သားများရဲ့တဝန်ရှိသူတွေကိုကာကွယ်စောင့်ရှောက်ရမယ့်စစ်တပ်ဟာပြည်သူပိုင်းနေတယ်ဟေ့ဆိုရင်ပြည်သူကိုပဲမျက်နှာမူရမှာပါ။သို့တော်လည်းနေဝင်လက်ထက်တဲကိုကကပိုက်ဆောင်တက်ဖြစ်သွားတယ်။အာနာရှင်အလိုကျတက်ဖြစ်သွားတယ်။ဒီဘုရုပ်တွေဘုံမူတွေဘုံကြီးတွေအားလုံးကိုအကျင့်တွေဖြတ်ပြီးသွားပြီ။နော်ဌာနဆိုင်ရာကစားအတီးတီး မင်းတို့ခိုးကြငါတို့ကလည်းအာနာခိုးတာမင်းတို့လည်းဝေစားဝါစီခိုးကြဆိုပြီးတော့တိုင်းကြီးကိုချစ်တဲ့စစ်ဘုတ်ချုပ်တွေတယောက်မှမရှိတော့ပါရှိနေတယ်ဟေ့ဆိုရင်ဒီနေ့ငါးနှစ်ဖြစ်နေပြီကိုပြည်သူကိုကိုရဲ့ဆက်ဆက်တက်နေကြတာမြင်နေတာပဲတော့ငါတို့ဒီတစ္ဆာဆိုထားတာငါတို့စစ်တီတော့ကျင်းဝစေပါဟာတိုင်းလူပြည်သားများရဲ့အသက်ဝိုင်းစီးတွေကိုကာဝယ်ဆောင်ရှောက်ရမယ်တိုင်းဘာသာတွေနဲ့ရှစ်ဖြစ်လာတယ်ဟေ့ဆိုရင်ငါတို့ကရှေ့တန်းကမမမမငါတို့တိုင်းပြည်ကိုမထိနဲ့ဒီတော့ဖွဲ့စည်းထားတာဟေ့ဆိုတာမြင်နေကြရမှာ အခုကကိုတိုင်းလူပြည်သားများကိုတက်ပြက်နေတာကိုမိမိတို့ခုနကပြောခဲ့တဲ့ကိုကိုတိုင်းကတက်ချင်းဖြစ်ချင်းအလုပ်တွေလုပ်နေတော့လူတွေဖြစ်နေကြတယ်။ဘေးရတာဒီထဲမှာပြည်သူကိုချစ်တဲ့စုဖို့ဂျုတ်တွေရှိခဲ့ကြမယ်ထွက်လာခဲ့ကြမယ်ဟေ့ဆိုရင်ဦးဇင်းတို့နိုင်ငံကြီးကဒီလိုဖြစ်စိုးတွေနဲ့ကြုံရအကြောင်းမရှိပါဘူး။ဒါကြောင့်မရိတ်တ်နော်တခိုးတ်အင်ဗဒမရက်ဆက်ရုံမာတဲ့ကဘာပေါ်မှာအောက်ချစ်ဆုံးရက်ဆက်ဆုံးရုံမာဆုံး နော်စစ်တဲ့ဟေ့ဆိုတာမြန်မာပြည်ကယနေ့မိစ္ဆာကောင်မင်းအောင်နိုင်တို့ကပိုက်ဆောင်လုထားတဲ့တက်ပါပဲ။ဒါကြောင့်ဝိသုဒ္ဓတိုင်းပြည်ဟာနိဘောဓုထက်ဒေါ်လန်ကြီးအများကြီးခတ်ပါတယ်။ဒါကြောင့်မလို့ခတ်တော်လည်းပဲဦးဇင်းတို့အားလုံးဟာကိုယ်ကံကြမှာကိုယ်ကိုယ်တိုင်ဖန်တီးကြရမှာပါပဲ။ခံလက်ဖန်တီးနေကြတဲ့အတွက်ကြောင့်ယနေ့ရှစ်အနာရှင်တွေကအလဲလဲအပြူပြူတော့ဖြစ်လာတာပါ။ကြာဆုံးကန်းတွေရောက်လာတာပါ။စစ်တိုင်းဒါနာကျုပ်တွေကစကြာဆုံးလာတာပါ။အဲ့တော့ ဘုရားတို့တိုင်းပြည်လုံးကနော်ပြတ်သားတဲ့အမြင်ပြတ်သားတဲ့စိတ်တွေငါတို့ကြုံမခံဘူးဟေးရတဲ့နည်းနဲ့တော်လန်ကြမယ်ဟေးဆိုတဲ့တိုင်းပြည်လုံးကတော်လန်တဲ့စိတ်အပြည့်ရှိကြဖို့အရေးကြီးပါတယ်ငါတို့ရတဲ့နည်းနဲ့တော်လန်မယ်နော်ကိုယ်တိုင်ယုံရမှာပါပေါ့အခုမယုံလည်းပဲစိတ်သက်ကမြင်တဲ့အတိုင်းပဲနော်ယူစောတိဆိုပြီးခေါ်လိုက်ပြည်သူစစ်ဆိုပြီးခေါ်လိုက်ပေါ်တာဆွဲလိုက်ငွေကြီးညှင်းလိုက်နော်ပြီးရင်စေတဲ့လူသားတိုင်းဟေးဆိုပြီးတော့ကာဘာလုပ်ပြီးပို့လိုက်သိနေကြတာပါပဲ သေးရာချင်းအတူတူရေးဆိုမိမိတို့ဘလို့သေဆုံးမှလဲဒါဟာမိမိတို့ကိုမိမိတို့ပြန်မေးရမှာနော်ရှေတန်းလူသားတိုင်းဖြစ်နေတိုင်းပြည်အတွက်ဘာမှတန်ဖိုးမရှိပဲနဲ့ခွေးထက်အောက်တန်းကြတဲ့ဘဝနဲ့သိမလားမတို့ဒေါ်လန်နေတဲ့ပြည်ရက်တွေနဲ့ပေါင်းပြီးတော့ရဲရင်ရင်လူလူသူလူမျိုးနဲ့ဓမ္မသူရဲကောင်းအဖြစ်နဲ့သွားမလားဒါအရေးကြီးတဲ့ရွေးချယ်မှုအရေးကြီးတော့ဆုံးဖြတ်မှုအရေးဖြစ်ပါတယ်ဒါမလို့ဘူးလေဆိုရင် မိစ္ဆာကောင်တွေကဒီတဲ့ပူဆွဲအောင်မှာပါပဲနော်ယောက်ျားမိန်းမဘာမှမချမ်းဘူးဆွဲမယ်စက်ကြီးကောင်းမယ်တောင်းမယ်ဓမြတိုက်မယ်မရင်းကျင့်မယ်ဒါရီယာဇာတို့ပို့လို့လာမှာပါယနေ့လို့မြန်မာနိုင်ငံမှာအာလုံးအုပ်ချုပ်ရေးမဲ့တော့ပါပြီနော်ဘ누구တက်လို့ဘ누구ကဘာမှအရေးယူနိုင်တာမဟုတ်တော့ပါဘာလို့လဲဆိုအရေးယူပေးရမယ်ဒါတွေကိုစောင့်ထိန်လိုက်နာကြရမယ်စစ်တဲ့ကိုယ်တိုင်ကမရင်းတက်ဖြစ်နေတယ်တကယ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့တက်ဖြစ်နေတယ်အင်မတန်မှ ်ပစုတ်ချဆုံးအယုံညံ့ဆုံးဖြစ်နေတယ်။ဒါကိုမိမိတို့လက်ပိုက်ကြည့်နေကြမလား။ဟောယနေ့ပေါင်းသင်းနေကြတဲ့ကိုကိုကြီးတို့အစားကြီးတွေဖြင့်ပါတီတွေအားလုံးနော်ဘုန်းကြီးတွေအားလုံးဟာကြီးရာဇူကောင်းနေအားပေးနေခြင်းဖြစ်တဲ့ဒီအောင်တစ်ချိန်မှာတရားဥပဒေကအေးအေးယူခံရမှာပါ။ဒါတွေက record တွေရှိပါတယ်။မှတ်တမ်းတွေရှိပါတယ်။မလွတ်ပါဘူး။သူတို့ကြောင့်ဝိဇင်းတို့ပြည်သူပြည်သားတွေဟာမသေးသင့်မင်းနဲ့သေဆုံးနေကြရတာအသက်ပေးနေကြရတာဖြစ်ပါတယ်။နော်ဒါကြောင့်မလို့ မိုင်းရင်နေတာတွေကိုဆွန့်ချပါမိမိတို့လည်းပဲကိုကိုကိုနှစ်ခုပေါ်လက်တင်ပြီးမေးပါနော်မလွတ်မြောက်ရင်သေမှာပါပဲနော်ဆက်ပြီးတော့မိမိတို့အလှဲ့လာမှာပါဒီကောင်တွေကတော့သိတဲ့အတိုင်းပဲအင်မတန်ရက်စက်ရုပ်မာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်တို့တော့အားလုံးကိုတတ်မှာပါပဲနော်မိမိတို့ကလွတ်မြောက်ခြင်းနဲ့ဟေ့ဆိုရင်အားလုံးကြောင်းရင်ကပ်ပြီးတော့ပြည်တွင်းပြည်ပထီးတဲ့ပုံမှုပြီးတော့တော်လန့်ကိုနှစ်ဆသုံးဆမြင့်မှာအမြင်ဆုံးလွတ်မြောက်မှာပါ ဒီလိုမျိုးမိမိတို့သွားကြမယ်ဟေ့ဆိုရင်မြောက်ကိုရီးယားတဲ့ဆိုးတဲ့အခြေအနေတွေနဲ့ဒုက္ခတွေဇာတို့လာပြီးဒုက္ခပြီးဒုက္ခဖြစ်မယ်ယနေ့မိမိတို့၅နှစ်ဒီပါကာလမှာတော်လန်ခဲ့တဲ့အတီးပွင့်တွေမြင်နေရပြီးဒူမီနဲ့စခဲ့တဲ့ဥစ္စာကိုပိုင်းခုနကပြောခဲ့တဲ့အများကြီးတွေရှေ့လာပြီးသူတို့ဘုံရုပ်တွေကိုတိုင်းနော်တယင်မှုတွေနော်အကုန်လုံးဒါကြာဆုံးနေကြတာလေမြင်မြင်ကိုတွေပါပဲဘယ်လိုဒီတဲ့ပုံမှုပြီးတော့စီလုံးညီညွတ်တယ်ဟေ့ဆိုရင် စစ်အနာရှင်ဘုံဘုံလဲပြီးတော့မိမိတို့ຫນွေဦးတော်လန်ရေးဟာတကယ်ကိုအေကံမုတ်ချအောင်မြင်ကြပါပဲလို့ဖြေကြပေးပါတယ်ကျေးဇူးတင်ပါတယ်